ညနေနဲ့မှအိဆက်အနားယူရင်ကျမတို့ရဲ့အုံနာဟာတိတ်ဆိတ်ငြိမ်တက်နေရလို့ထင်ရပေမဲ့တကယ်တော့အောင်းဘွေရကဘာတစ်ခုဖန်တီးနေပါတယ်။အဲ့ဒါကတော့အိမက်တရဲ့ကဘာပဲပေါ့။တခါတလေမှပျော်ရွှင်စရာတွေတခါတလေမှကြောက်မက်ဖွယ်ရတွေတခါတလေမှလည်းနားမလည်နိုင်စရာတွေနဲ့ပြင်းထန်နေတဲ့အိမက်တွေဟာကျမတို့ရဲ့စိတ်အာရုံတွေကိုလှည့်ပတ်ပြီးထူဆန်းတဲ့အတွေ့အကြုံတွေကိုပေးဆွမ်းပါတယ်။ဒါဆိုရင်ဒီအိမက်တွေဟာဘာကြောင့်ဖြစ်ပေါ်လာရလဲ။ဘာအတိတ်တွေများရှိနေမလဲဆိုတာကိုစူးစမ်းလေ့လာကြရအောင်။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့သမောချန်နယ်ကို subscribe လုပ်ဖို့မမေ့နဲ့နော်စိတ်ခံစားချက်တွေကိုစီမံခန့်ခွဲခြင်းအိမ်မက်တွေဟာနေဘက်မှာခန်းစားခဲ့ရတဲ့စိတ်ခံစားချက်တွေကိုစီမံခန့်ခွဲရမှာအထောက်အကူဖြစ်စေလို့ဆိုကြတယ်ဥပမာ trauma လို့ခေါ်တဲ့စိတ်ထိခိုက်စရာအတွေ့အကြုံတွေ anxiety လို့ခေါ်တဲ့စိတ်ပူပန်မှုတွေကြောက်ရွံ့မှုတွေကိုအိမ်မက်ထဲမှာပြန်လည်အသက်သွင်းပြီးဖြေရှင်းဖို့ကြိုးစားကြပါဦး အိမ်မက်ထဲမှာတည်ခံစားချက်ကိုရင်ဆိုင်ခြင်းအပြင်လက်တွေ့ဘဝမှာပိုပြီးတက်တာရရှိနိုင်ပါတယ်။အိမ်မက်ထဲမှာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထင်ဟတဲ့သင်္ကေတတွေပုံရိပ်တွေကိုတွေ့ရတတ်တယ်။ဒီသင်္ကေတတွေဟာကိုယ့်ရဲ့အတွင်စိတ်ကနေပေါ်ထွက်လာတဲ့အရာတွေဖြစ်ပြီးကိုယ့်ကိုယ်ကိုပိုပြီးနားလည်ဖို့ကူညီပေးနိုင်ပါတယ်။ဥပမာလိုက်ဖမ်းခံရတဲ့အိမ်မက်တွေဟာလက်တွေ့ဘဝမှာရှောင်ပြေးခြင်းနဲ့အရာတစ်ခုခုကိုကိုးစားပြုနိုင်ပါတယ်။ဒါကြောင့်အိမ်မက်တွေဟာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထုတ်ဖော်ပြသပြီးဖြေရှင်းဖို့အတွက် ရေးပါရနေတဲ့တခုဖြစ်တယ်လို့ပြောလို့ရပါတယ်။မှတ်ဉာဏ်တွေကိုစူးစိခြင်း။အိမ်မက်တွေဟာတနစ်တာလုံးမှာရရှိခဲ့တဲ့အတွေ့အကြုံတွေအသိပညာတွေကိုမှတ်ဉာဏ်တွေမှာစူးစိပေးရမှာအထောက်အကူဖြစ်စေရလို့ယုံကြည်ကြတယ်။ Memory consolidation လို့ခေါ်တဲ့မှတ်ဉာဏ်ခိုင်မာစေခြင်းဖြစ်စေမှာအိမ်မက်တွေကအရေးပါတဲ့အခန်းကဏ္ဍကပေါ်ဝင်ပါတယ်။ရေးကြီးအချက်လက်တွေကို long term memory လို့ခေါ်တဲ့ရေရှည်မှတ်ဉာဏ်တွေကိုပို့ဆောင်ပေးပြီးမလိုအပ်တဲ့အချက်လက်တွေကိုဖယ်ရှားပေးပါတယ်။ အိမ်မက်ထဲမှာနေဘက်ကတင်ယူခဲ့တဲ့အရာတွေကိုပြန်လည်သုံးသပ်ပြီးလေ့ကျင့်နိုင်ပါတယ်။ဥပမာဂီတတူရီယာတစ်ခုကိုတိခတ်နေတင်ယူထားရင်အိမ်မက်ထဲမှာတိခတ်နေရကိုမြင်နိုင်ပါတယ်။ဒီလိုအိမ်မက်တွေဟာတင်ယူစွမ်းရည်ကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါကြောင့်အိမ်မက်တွေဟာကိုယ့်ရဲ့မှတ်ဉာဏ်ကိုစနစ်တကျစီမံခန့်ခွဲပေးပြီးတင်ယူစွမ်းရည်ကိုမြင့်တင်ပေးတဲ့ရေးပါရီလုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ပြောလို့ရပါတယ်။တိထွင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးခြင်းအိမ်မက်တွေဟာတိထွင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးနိုင်တယ်လို့ဆိုကြတယ်။ creativity လို့ခေါ်တဲ့တည်ထွင်ဖန်တီးနိုင်စွမ်းကို IMAT တွေကလှုံ့ဆော်ပေးနိုင်ပါတယ်။ IMAT ထဲမှာပေါ်လာတဲ့ထူးဆန်းတဲ့အကြောင်းအရာတွေပုံရိပ်တွေဟာတည်ထွင်ဖန်တီးမှုဆိုင်ရာ idea တွေကိုပေးစပ်နိုင်ပါတယ်။ IMAT ထဲမှာမမျှော်လင့်ထားတဲ့အရာတွေပေါင်းစပ်လို့မရတဲ့အရာတွေကိုပေါင်းစပ်ပြီးအသက်စမ်းတွေကိုဖန်တီးနိုင်ပါတယ်။ဥပမာသိပ္ပံပညာရှင်တွေဟာ IMAT ထဲက idea တွေကိုအခြေခံပြီး တည်ထွင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒါကြောင့်အိမတ်တေဟာကိုယ့်ရဲ့တည်ထွင်ဖန်တီးနိုင်စွမ်းကိုမြှင့်တင်ပေးပြီးအသည့်စန်းတွေကိုဖန်တီးဖို့ကူညီပေးတဲ့အရေးပါတဲ့အရင်းမြစ်တစ်ခုဖြစ်တယ်လို့ပြောလို့ရပါတယ်။ပြဿနာတွေကိုဖြေရှင်းပေးခြင်းအိမတ်တေဟာလက်တွေ့ဘဝမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တယ်လို့ယုံကြည်ကြတယ်။ problem solving လို့ခေါ်တဲ့ကြံနာဖြေရှင်းခြင်းကိုအိမတ်တွေကအထောက်အကူပြုနိုင်ပါတယ်။အိမတ်ထဲမှာကြံနာကိုနည်းလမ်းအမျိုးမျိုးနဲ့ချင်းကပ်ပြီးဖြေရှင်းနည်းတွေကိုရှာဖွေနိုင်ပါတယ်။ ။အိမ်မက်ထဲမှာကိုမသိစိတ်ထဲမှာရှိနေတဲ့အဖြစ်တွေကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။ဥပမာအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချရတော့မယ်ဆိုရင်အိမ်မက်ထဲမှာအဖြစ်ကိုတွေ့နိုင်ပါတယ်။ဒါကြောင့်အိမ်မက်တရားကိုယ့်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ပြောလို့ရပါတယ်။စိတ်ကူးယဉ်ကျေးအိမ်မက်တရားစိတ်ကူးယဉ်ကျေးအစိတ်ပိုင်းတစ်ခုဖြစ်နိုင်တယ်။ fantasy လို့ခေါ်တဲ့စိတ်ကူးယဉ်ကျေးကိုအိမ်မက်တွေကဖြည့်ဆည်းပေးနိုင်ပါတယ်။နေဘက်မှာမဖြစ်နိုင်တဲ့အရာတွေကိုအိမ်မက်ထဲမှာစိတ်ကူးယဉ်ပြီးပျော်ရွှင်မှုကိုခံစားနိုင်ပါတယ်။ အိမ်မက်ထဲမှာကိုလိုချင်တဲ့အရာတွေကိုရရှိနိုင်ပါတယ်။ဥပမာခီးဝေးသွားခြင်းရင်အိမ်မက်ထဲမှာသွားနိုင်ပါတယ်။ဒါမှမဟုတ်နမေကြီးအစိုးရတယောက်နဲ့တွေ့ကျင်ရတဲ့အိမ်မက်ထဲမှာတွေ့နိုင်ပါတယ်။ဒါကြောင့်အိမ်မက်တွေဟာကိုယ့်ရဲ့စိတ်ကူးရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပေးပြီးပျော်ရွှင်မှုကိုခံစားဖို့အတွက်အရေးပါတဲ့နေလန်တစ်ခုဖြစ်တယ်လို့ပြောလို့ရပါတယ်။ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ခြင်းအိမ်မက်တွေဟာကြောက်ရွံ့မှုတွေကိုရင်ဆိုင်ရမှာအထောက်အကူဖြစ်စေတယ်။ကြောက်ရွံ့မှုကိုအိမ်မက်တွေကရင်ဆိုင်နိုင်အောင်ကူညီပေးပါတယ်။ အိမ်မက်ထဲမှာကြောက်ရွံ့စရာအရာတွေကိုရင်ဆိုင်ခြင်းအပြင်လက်တွေ့ဘဝမှာကြောက်ရွံ့မှုတွေကိုလျှော့ချနိုင်ပါတယ်။အိမ်မက်ထဲမှာကိုကြောက်တဲ့အရာတွေကိုထပ်ခါထပ်ခါမြင်ခြင်းအပြင်ကြောက်ရွံ့မှုကိုလျှော့ချနိုင်ပါတယ်။ဥပမာအမြင်ကြောက်ရင်အမြင်ကြီးပေါ်ကနေပြုတ်ကျတဲ့အိမ်မက်တွေကိုမချင်းအပြင်အမြင်ကြောက်တဲ့အကျင့်ကိုလျှော့ချနိုင်ပါတယ်။ဒါကြောင့်အိမ်မက်တွေဟာကိုယ့်ရဲ့ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ပြီးကြော်လွှားဖို့အတွက်အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ပြောလို့ရပါတယ်။အနာဂတ်ကိုကြိုတင်ခန့်မှန်းခြင်း ရှေးရခင်ကလူရဟအိမတ်တရားအနာကတ်ကိုကြိုတင်ခမန်းနိုင်တယ်လို့ယုံကြည်ခဲ့ကြတယ်။ premonition လို့ခေါ်တဲ့အနာကတ်ကိုကြိုတင်သိကြံကိုအိမတ်တေကပြီးဆွနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့သိပ္ပံနေကြတည်တည်အထောက်ထားတော့မရှိပါဘူး။အိမတ်ထဲမှာဖြစ်ပျက်ခဲ့တဲ့အရာတွေဟာလက်တွေ့ဘဝမှာဖြစ်လာနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဥပမာမတော်တဆမှုတစ်ခုကိုအိမတ်ထဲမှာမြင်ခဲ့ရင်လက်တွေ့ဘဝမှာလည်းအဲ့လိုမတော်တဆမှုမျိုးဖြစ်လာနိုင်တယ်လို့ယုံကြည်ကြတယ်။ ဒါပေမဲ့ဒီယုံကြည်ချက်ကိုသိပ္ပံနေကြတက်တဲ့အထောက်ထားနဲ့အတိမပြုတ်နိုင်သေးပါဘူး။တချို့လူတွေကတော့သူတို့ရဲ့အိမ်မက်တွေကအနာဂတ်ကိုချုပ်တင်ခံမှန်းနိုင်တယ်လို့ယုံကြည်ကြတယ်။ဥပမာအေးကြီးရဲ့ဆုံးဖြတ်ချက်တစ်ခုကိုချရတော့မယ်ဆိုရင်အိမ်မက်ထဲမှာအဖြေကိုတွေးနိုင်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တဟာကိုယ့်ရဲ့မသိစိတ်ကနေပေါ်ထွက်လာတဲ့အရာတစ်ခုဖြစ်ဖို့များပါတယ်။ဒါကြောင့်အိမ်မက်တွေဟာအနာဂတ်ကိုချုပ်တင်ခံမှန်းနိုင်တယ်လို့အတိအကျမပြောနိုင်ပေမဲ့ကိုယ့်ရဲ့အတွင်းစိတ်ကနေပေါ်ထွက်လာတဲ့အချက်လက်တွေကိုပြေဆွတ်နိုင်တယ်လို့ပြောလို့ရပါတယ်။ ိဆက်ချင်းစက်ဝန်းရဲ့အစိတ်အပိုင်း IMD ဟာ IEM Rapid Eye Movement လို့ခေါ်တဲ့ဉာဏ်စံနဲ့မျက်လုံးလှုပ်ရှားမှုအိဆက်ချင်းစက်ဝန်းမှာ အများဆုံးမှတ်ကြတယ်။ဒီအစ်စ်မှာအုံနောက်ဟာတက်ကြွနေပြီးခနာကွာတော့ငြိမ်သက်နေပါတယ်။ IEM စလီလို့ခေါ်တဲ့ IEM အိဆက်ချင်းမှာအုံနောက်ရဲ့လှုပ်ဆောင်ချက်တွေဟာနိုးနေချိန်နဲ့ဆင်တူပါတယ်။ IM အစ်ဆက်ချက်မှာအုံနောက်ကမကြသေးခင်ကရရှိခဲ့တဲ့အချက်လက်တွေကိုစီမံခန့်ခွဲပြီးပညာတဲမှာတင်စီပါရယ် ဒီအချိန်မှာအိမတ်တီမကြပြီးတော့အိမတ်တီဟာပုံနောက်ရဲ့လှုပ်ဆောင်ချက်တွေကိုထင်ဟနေရဖြစ်နိုင်ပါတယ်။ဒါကြောင့်အိမတ်တီဟာ IAM အစ်ဆက်ချင်းရဲ့ရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးပုံနောက်ရဲ့လှုပ်ဆောင်ချက်ကိုထင်ဟနေရလို့ပြောလို့ရပါတယ်။ပုံနောက်ရဲ့လှုပ်ဆောင်ချက်အိမတ်တီဟာပုံနောက်ရဲ့ပုံမှန်လှုပ်ဆောင်ချက်နဲ့အစိပ်ပိုင်းတစ်ခုဖြစ်နိုင်တယ်။ပုံနောက်ဟာအိနေချိန်မှာလည်းဆက်လက်လှုပ်ဆောင်နေပြီးအိမတ်တီဟာပုံနောက်ရဲ့လှုပ်ဆောင်ချက်တွေကိုထင်ဟနေရဖြစ်နိုင်ပါတယ်။ညွန်လို့ခေါ်တဲ့ပုံနောက်ဆဲတွေဟာအိနေချိန်မှာလည်းဆက်လက်လှုပ်ရှားနေပြီး ဒီလှုပ်ရှားမှုတွေကအိမက်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။အုံနောက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့အမစ်တလာလို့ခေါ်တဲ့ခန်းစားချက်တွေကိုထိ ंछ ုပ်တဲ့အစိပ်ပိုင်းဟာအိမက်တွေမတ်တဲ့အခါမှာတကြွနေတတ်ပါတယ်။ဒါကြောင့်အိမက်တွေဟာခန်းစားချက်တွေကိုထိဟနေရဖြစ်နိုင်ပါတယ်။ဒါကြောင့်အိမက်တွေဟာအုံနောက်ရဲ့ပုံမှန်လှုပ်ဆောင်ချက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးအုံနောက်ရဲ့လှုပ်ဆောင်ချက်တွေကိုထိဟနေရလို့ပြောလို့ရပါတယ်။နားမလည်နိုင်သေးတဲ့နည်းနည်းမှုအိမက်တွေရဲ့အကြောင်းရင်းကိုအပြေအဝနားမလည်နိုင်သေးပါဘူး။ အမတ်တီဟာလူသားတွေရဲ့နန်းနေတဲ့စိတ်ရဲ့ထင်ရှားမှုတစ်ခုဖြစ်နိုင်ပြီးဆက်လက်လေ့လာစူးစမ်းနေသေးပါကွန်ရှက်နယ်လို့ခေါ်တဲ့သတိရှိခြင်းနဲ့ဆက်ကွန်ရှက်နယ်လို့ခေါ်တဲ့မသိစိတ်တို့ရဲ့ဆက်ဆက်မှုတွေကအမတ်ထဲမှာပေါ်လွင်နိုင်ပါတယ်အမတ်တီဟာကိုယ့်ရဲ့အတွင်းစိတ်နဲ့ဆက်သွယ်ဖို့အတွက်အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်အမတ်တီကိုတည်ချလေ့လာခြင်းအပြင်ကိုယ့်ကိုယ်ကိုပိုပြီးနားလည်နိုင်ပါတယ်ဒါကြောင့်အမတ်တီဟာလူသားတွေရဲ့နန်းနေတဲ့စိတ်ရဲ့ထင်ရှားမှုတစ်ခုဖြစ်ပြီးဆက်လက်လေ့လာစူးစမ်းနေစေဖြစ်တယ်လို့ပြောလို့ရပါတယ် ဒီနေ့တော့အင်မတ်တီရဲ့နာမည်လိုအပ်ချက်တွေကိုအတူတူလေ့လာခဲ့ကြရပါဒီအကြောင်းအရာလေးကိုကျန်နေတတ်တယ်ဆိုရင် like လုပ်ပြီးတငယ်ချင်းတွေကိုလည်း share ပေးပါအောင်နော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင် subscribe လုပ်ဖို့မမေ့နိုင်အောင်နော်